မင်္ဂလာပါရှင်ကျမတော့ဖူးဦးဦးနယ်ပါ DVU မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်နိုင်ငံတော်တမင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့နှစ်ယောက်ဟာနိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘဲအဂရိလိုက်စားလို့ထောင်ကျခံနေရသူတွေလို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါက်တာတက်ခိုင်က ပြောဆိုလိုက်ပါတယ် ရန်ကုန်မြို့စီရိုနာဟိုတယ်မှာအော်တိုဝါလာ၈ရက်မနက်ကပြုလုပ်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ၃မြင်းဆောင်2025သတင်းစာ ရှင်းလင်းပွဲမှာပြည်သုံးလုံးပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကအဲ့လိုပြောဆိုခဲ့တာပါ။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ Popular သတင်းဌာနကဦးမြတ်ခိုင်ကပြည်သုံးလုံးပါတီအနေနဲ့နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဦးဝင်းမြင့်နဲ့ဦးဝင်းထိန်တို့လွန်မြောက်ဖို့တောင်းဆိုသွားမှာလားဆိုတဲ့မေးခွန်းကိုဖြေဆိုရမှာဒေါ်သက်သက်ခိုင်ကအဲ့လိုထည့်သွင်းပြောဆိုခဲ့တာပါ။ ူက NLD အစိုးရလက်ထက်နိုင်ငံတော်ပိုင်ရဟတ်ရင်ဝယ်ယူတဲ့ကိစ္စကိုရည်ညွှန်းပြီးအဲ့လိုဆွဆွဲပြောဆိုခဲ့တာဖြစ်ပါတယ်။လူလူကောင်းဆောင်တဲ့တမရဦးဝင်းမြင့်တို့ကိုနိုင်ငံတကာကနိုင်ငံရေးအကျဉ်းသားတွေလို့ခေါင်းစဉ်တက်ပင်မဲ့အကျဉ်းပြတ်ချစားမှုပုံမှန်တွေနဲ့အေးအေးယူခံထားရသူတွေပါလို့ဒေါ်သက်သက်ခိုင်ကဆိုပါတယ်။အနာဒိစစ်တကလုံးမဲ့ရွေးကောက်ပွဲမှာထောသက်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီကပြည်သူ့လွှတ်တော်193ဦးအမျိုးသားလွှတ်တော်145ဦးပြည်내နဲ့တိုင်းဒေသကြီးလွှတ်တော်320ဦး တိုင်းသားလူမျိုးစု14ဦးစုစုပေါင်း682ဦးဖွင့်ပြိုင်ဖို့ရှိနေပါတယ်ရှင်။စကိုင်းတိုင်းကမ်းမလူမျိုးနယ်ထန်းတပင်ကြီးရွာကိုစစ်တပ်ကအောက်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းမှာမီးရှို့သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ထန်းပင်ရွာဟာအင်ဂျင်900ကျော်ရှိတဲ့ကြီးရွာတရွာဖြစ်ပြီးစစ်တပ်အထိုင်ချထားတဲ့ဇီရောရွာနဲ့နှစ်မိုင်အကွာမှာတည်ရှိတယ်လို့ထန်းပင်ရွာသားတယောက်ကပြောပါရယ် စစ်တပ်ကတိုက်ပွဲမရှိဘဲနဲ့အကြောင်းမဲ့မီးရှို့သွားတာဖြစ်ပြီးလူနေအိမ်150ကျော်မီးလောင်သွားတယ်လို့လည်းသူကပြောပါတယ်။ဒါ့အပြင်ဒေသခံရွာသူရွာသား25ယောက်ကိုလည်းဖမ်းဆီးသွားပြီးဘသူတွေပါသွားတယ်လဲဆိုတာကိုစုံစမ်းနေတယ်လို့ဆိုပါတယ်။ဇီကုံရွာရဲ့စခန်းကိုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ပိုင်းဇီကုံနဲ့တကြားဆက်အနီးကကြီးရွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကြီးရွာ6ရွာကပြည်သူတွေအနေနဲ့နေရဲဆွန့်ခွာထွက်ပြေးနေကြရတယ်လို့လည်းသိရပါဗျ စစ်တပ်စစ်ကြောင်းကမီးမရှို့ခင်မှာနေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းတွေကိုခိုးယူသွားသလိုလက်ရှိအင်အား900ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာလို့0ရွာဝန်းကျင်ရှိကျေးရွာ73ရွာကပြည်သူတွေနေရဲဆွန့်ခွာထွက်ပြေးနေရတယ်လို့လဲကမ်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကနေတင်ဆက်သိရပါရရှင်။ ခုလပိုင်းတိုက်ပွဲတွေထဲဗမော်နဲ့ဝိုင်းမော်မြို့နယ်တွေမှာရှိတဲ့ရှီရန်ကာကင်းစခန်၅ခုထပ်မံဲကို ပြန်ရထားပြီးစစ်ကောင်မရှင်ဘက်ကဗိုလ်မှူးတယောက်ကြားတဲ့အကြောင်း KIA ဘက်ကပြောပါရယ်စိုးသူအောင်သတင်းပေးပို့ထားပါရယ်ရှင်ကချင်ပြည်နယ်တဲကဗမော်နယ်ဝိုင်းမော်မြို့နယ်ဒီထဲမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးအရင် KIA ဘက်ကလက်လွတ်ခဲ့ရတဲ့ရှေ့တန်းကာကင်း၅ခုထပ်မံဲကိုပြန်ရထားကြောင်း သတင်းပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးက DVB ကိုပြောပါရယ်ဗမော်ဘက်မှာတော့စက်တင်ဘာ29ရက်နေ့ကကာကင်းတခု အောက်တိုဘာ6ရက်နေ့မှာခါလရ49ရက်ကာကင်းတခုနဲ့အောက်တိုဘာ9ရက်နေ့မနက်9နာရီဝန်းကျင်မှာတော့မိုးမောက်ဘက်အထွတ်နှစ်မိုင်နဲ့သုံးမိုင်အကြားကာကင်းနှစ်ခုထပ်မင်းကိုပြန်လည်ထိန်းချုပ်လိုက်တာပါမနေ့ကတော့49နဲ့ညုံချာမှာသူတို့လုံခြုံရေးချထားတဲ့ကာကင်းတဘောဖြစ်မှာပေါ့ဟိုတိုက်ရင်တခုမှာ အယောက်တစ်ဆယ်လောက်ရှိတဲ့နေရာတစ်ခုကိုကျော်တို့ဒိန်းလာရှိပါတယ်အဲ့ဒီနေရာမှာဘုံမွဆင်ရှိတဲ့သူကောင်းဆောင်ပြောက်လဲအဲ့မှာကျသွားတာနောက်အရာရှိပြုတ်လဲကျသွားတာအဲ့ဒါရှိပါတယ်ဘမောဘမာရောခလာရ49ရဲ့ကာကင်းတစ်ခုကိုသာတင်ပိုက်နိုင်တာဖြစ်ပြီးကြံတဲ့စခန်းငယ်တွေကတော့အရင်လက်လွတ်ခဲ့ရတဲ့နေရာတွေဖြစ်တဲ့အကြောင်းသိရပါဗါဒါအပြင်မိုးမောက်ဘက်အထွတ် နှစ်မိုင်နဲ့သုံးမိုင်ဝန်းကျင်ဒီမှာတိုက်ပွဲတွေဆက်ဖြစ်နေကြောင်း KIA ဘက်က ပြောပါတယ်။ဝိုင်းမော့ဘက်မှလည်းအော်တိုဘာ၈ရက်နေ့ကလမ်းမြန်ရွာဝန်းကျင်မှာရှိတဲ့စခန်းနှစ်ခုတက်မနေကို KIA ကပြန်ရခဲ့တဲ့အကြောင်းစစ်ရေးရင်မြစ်တွေကပြောပါတယ်။ဒီအချက်ကိုဗိုလ်မှူးကြီးတော်ဘူးကမငင်းဆိုပေမဲ့စစ်မြပြင်ဖြစ်တဲ့အလျောက်အတိုးအဆုတ်တွေရှိနေတယ်လို့ပြောပါတယ်။ဟိုသူတို့လည်းကျွန်တော်တို့စီမှာထူလာတယ်အဲမြေပြင်ကနေထိုးတယ်အဲ့ဒါကိုခုခံခြင်းနဲ့ကျွန်တော်တို့လည်းရတလောက် ယူရဖို့ကရတယ်အရတလောက်အဲတင်းတဲ့ပုံစံမျိုးတွေပေါ့တကယ်စစ်စင်ရဲ့အကြီးကြီးအဲယူဟာမြောက်တဲ့စစ်စင်ရဲ့တွေလောက်တာတော့မဟုတ်ပါဘူးဟိုကကိန်းတခါတည်းတင်းတာတည်းတင်းအဲ့လိုပုံစံပါပဲဒီကတော့ခါစစ်ပုံစံနဲ့နေတာဖြစ်ပါလားဝိုင်းမော်ဘက်မှာတော့ပြည်သူစစ်တွေပါဝင်တဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာနှစ်ရက်သုံးရက်တကြိမ်မြေပြင်ကနေဇက်တိုက်ထိုးစစ်ဆင်နေပြီးဘယ်ဘက်ကမှနေမီတွေလက်လွတ်ရတာမရှိသေးဘူးလို့ဆိုပါတယ် ဝိုင်းမော်ကမ်ပိုက်တီတရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကိုပြန်ထိန်းချုပ်ဖို့လာနေချီကြိုးပမ်းနေတဲ့စစ်တပ်ဟာလမ်းမြန်ရွာကနေရှေ့ဆက်မတိုးနိုင်ဖြစ်နေပြီးပါဝါဘက်ကလည်းပြည်သူစစ်အင်အားနဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဖားကန်ဘက်မှာတော့စစ်ကော်မရှင်တပ်တွေမျိုးရဲအထိထိုးပေါက်ဝင်ရောက်ခဲ့ပြီးရွာတချို့ကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့စစ်ရေးဆက်လက်သင်းမာနေပြီးတော့နှစ်ဖက်လုံးကတပ်သားသစ်စုဆောင်ပေါ်တာဆွဲနေလို့ဒေသခံတွေစိုးရိမ်နေကြရပါတယ်။ကျွန်တော်စိုးသူအောင်ပါ DVU မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူးအီနွယ်ပါကြည့်ရှုနာဆင်မြေကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်